အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Literature Fiction Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖတ်ပြတင်ဆက်ပေးရင်းနဲ့ဆောင်းဆောင်းလေးတစ်ပုဒ်ကတော့စာရေးဆရာကြီးဗမောသိန်းပေရေးသားထားတဲ့မြဝေလိုသောအထွေများသုံးစာအုပ်ထဲမှာဆောင်းဆောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းဆောင်းလေးရဲ့နာမည်ကရလက်ကောင်းကိုရဖို့တုံ့ပြန်မှုကိုပြောင်းကြည့်ပါလို့အမိရပါတယ်ကျွန်တော်နဲ့တူဒီဆောင်းဆောင်းလေးကိုနားဆင်ကြည့်အောင်ပါခင်ဗျာ ရလက်ကောင်းကိုရှားဖို့တုံ့ပြန်မှုကိုပြောင်းကြည့်ပါလူတော်ကမြတ်ဟာသူတို့ရောက်နေကြတဲ့အခြေအနေကိုမကျေနပ်တဲ့အခါမှာသူတို့ချုပ်ကန်ဆုံးမှုလို့မရတဲ့ပဝင်းကျင်အခြေအနေကိုအပြစ်တင်နေကြတယ်။သူတို့စင်စင်ရဲဖြစ်နေတာဟာမိဘတွေစင်ရဲလို့အဆိုးရမကောင်းလို့ဒီညာရေးစနစ်မကောင်းလို့ကားရီကျက်လို့ရာသီဥတုမကောင်းလို့စသဖြင့်အပြစ်တင်နေကြတယ်။ခေါင်းထဲမှာစဉ်းစားမိသမျှအားလုံးကိုအပြစ်တင်နေကြတယ်။သူတို့အပြစ်မတင်တဲ့သူတွေဟာသူတို့ကိုယ်တိုင်ပဲဖြစ်ပါတယ် ။သင်လည်းအဲ့ဒီလိုလူမျိုးတွေထဲမှာပါဝင်နေနိုင်ပါတယ်။ဟုတ်မဟုတ်သေချာစဉ်းစားကြည့်ပါ။စောစောကပြောတဲ့မိမိဘာမှမတတ်နိုင်တဲ့အခြေအနေတွေကိုအပြစ်တင်နေလို့ဘာမှထုတ်လာမှာမဟုတ်ပါဘူး။မိမိရဲ့ဘဝတိုးတက်ပြောင်းလဲလာမှာလည်းမဟုတ်ပါဘူး။ဒါဆိုရင်ဘာလုပ်တင်လဲ။ကြုံတွေ့လာတဲ့အခြေအနေပေါ်မှာ တုံ့ပြန်မှုကိုပြောင်းလဲလုပ်ကြည့်ပါ။အောက်ကအပြစ်ပြက်လေးကြီးဟာကျွန်တော်ရဲ့မိတ်ဆွေတယောက်ရဲ့သူကြုံတွေ့ရတဲ့အခြေအနေကိုအပြစ်တင်နေမယ့်အစားတုံ့ပြန်မှုကိုလုပ်ပြီးတော့သူလူချင်းနဲ့ရလက်ထွက်ပေါ်လာအောင်လုပ်ယူခဲ့တဲ့အကြောင်းပါ ျွန်တော်မိတ်ဆွေဟာကယ်လီဖိုးနီးယားတောင်ပိုင်းမှာ Lexus ကားတွေကိုရောင်းနေအယောင်ပြကန်တစ်ခုကိုဖွင့်ထားပါတယ်။ကားတွေအများကြီးရောင်းနေရလို့သူ့ဝင်ငွေကောင်းကောင်းချနေတယ်။ဒါပေမဲ့1990ပြည့်နှစ်မှာအီရတ်နိုင်ငံကကူဝိတ်နိုင်ငံကိုကျူးကျော်ဝင်ရောက်သိမ်းပိုက်လိုက်လို့အရှိအလေပိုင်းမှာစစ်တီဖြစ်လာတယ်။ဒါကြောင့်ကမ္ဘာကြီးနှင်းစည်းတက်လာတယ်။နိုင်ငံဒီမှာစီးပွားရေးချဆင်းလာတယ်။ကျွန်တော်မိတ်ဆွေရဲ့ Lexus ကားအယောင်ကလည်းတိတိတတ်တာကိုချဆင်းသွားတယ်။ သူကသူကားတွေကိုရုံမြင်တန်ကြားတည်င်းစာတွေမှာငွေအကုန်ခံကြောညာထည့်ပေးမိလဲပဲကားအယောင်တက်မလာပါဘူးသူတငယ်ချင်းတွေကတကဘာလုံးစီးပွားပြနေပြီမို့သူမော်တော်ကားအယောင်ပြကန်ကိုပိတ်ပစ်လိုက်ဖို့အကြံပေးပြောကြားကြပါတယ်ဒါပေမဲ့ကျွန်တော်မိတ်ဆွေကကားအယောင်ပြကန်ကိုမပိတ်ဖြစ်ဖြစ်နေကဘာတလောစီးပွားရေးကြဆင်းနေတဲ့အခြေအနေဒီပေါ်မှာခုလိုတုံ့ပြန်မှုတစ်ခုကိုပြောင်းလဲလုပ်လိုက်တယ်သူရဲ့အယောင်ကိုယ်စားလှယ်တွေကိုလက်ဆက်ကအတလီကိုလမ်းပေါ်မှာမောင်းခိုင်းလိုက်တယ်ဘယ်နေရာတွေမှာမောင်းခိုင်းတာလဲ လူချမ်းသာတွေအများဆုံးရှိတတ်ကြတဲ့ကောက်ကစားခွေးပိုလိုကစားခွေးဟောလီဝုဒ်က Beverly Tongol ပင်လယ်ကမ်းကြီးကအပန်းဖြေစခန်းတွေတဝိုက်မှာပါသူ့အယောင်ကိုယ်စားလှယ်တွေကလမ်းမှာတွေ့တဲ့တတိတွေကိုသူတို့ Lexus ကားတွေပေါ်လိုက်စီးကြည့်ပါလားလို့ရှင်ကြီးဖော်ရွေဆိုတာနဲ့ဖိတ်ခေါ်ကြဖိတ်ခေါ်ခင်ရတဲ့တတိတွေကလည်း Lexus ကားအသစ်ကိုစီးကြည့်ကြတယ်သူတို့ကိုယ်တိုင်လည်းစမ်းမောင်းကြည့်ကြတယ်ဒီတော့ဘာဖြစ်လာတယ်လဲတတိတွေက Lexus စိန်ခံကားတွေကိုမောင်းကြည့်ပြီး လက်ဆက်ကားတက်ကအရာတာကိုတွေ့သွားကြတယ်။သူတို့ကားဟောင်းနဲ့အရန်ကွာတယ်။အများကြီးပိုကောင်းနေဆိုတာကိုသိသွားကြ။မကြခင်မှာပဲတတိတွေဟာသူတို့ကားဟောင်းတွေကို အမြန်ရောင်းလိုက်ပြီးတော့မိတ်ဆွေရဲ့အယောင်ပြကန်းမှာလက်ဆက်ကားတက်တွေကိုလာဝင်ကြတယ်။မိတ်ဆွေဟာကဘာစီပွားရေးမကြခင်ကထပ်တော့ကားတွေကိုပိုရောင်းနေရတယ်။ဒီဖြစ်ပျက်ကနေသင်ပါးတွေသင်ခန်းစာယူနေတယ်လေ။တဲ့လိုချင်နေတဲ့ရလက်မရစီတဲ့အခြေအနေကိုအပြစ်တင်နေလို့ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။ ဒီတော့တုံ့ပြန်မှုတွေကိုလုပ်ကြည့်ပါသင်လိုချင်တဲ့ရလက်ကိုမရမချင်းတုံ့ပြန်မှုတွေကိုတစ်ခုပြီးတစ်ခုပြောင်းလဲလုပ်ကြည့်လိုက်ပါဒါဟာအောင်မြင်သူတွေကျင့်သုံးကြတဲ့ဤတနည်းပါအခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့စာမောကောင်းလေးကတော့အစာရေးဆရာကြီးပမောသိန်းပေရေးသားထားတဲ့မြောက်ဝလူတို့အတွေ့များသုံးစောက်ထဲမှာရလက်ကောင်းကိုရှားဖို့တုံ့ပြန်မှုကိုပြောင်းကြည့်ပါလို့အမိရတဲ့စာမောကောင်းလေးတဲ့ဘုကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဒီစာမောလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ အခက်ခဲကြုံနေရတဲ့လူတယောက်ကသူ့ရဲ့အခက်ခဲတွေကိုကြော်လွှားဖို့အတွက်သူကအခြေအနေတွေကိုအပြစ်တင်မနေတော့ဘဲနဲ့သူလူချင်းနဲ့ရှားလက်ကိုရှားဖို့အတွက်သူ့ရဲ့တုံ့ပြန်မှုတွေကိုတစ်မျိုးပြီးတစ်မျိုးပြောင်းလဲလှုပ်ဆောင်ခဲ့ပြီးတော့မှသူ့လူချင်းနဲ့ပန်းနိုင်ကိုသူ့လူချင်းနဲ့တာကတ်တစ်ခုကိုရှောင်းအောင်လုပ်နိုင်ခဲ့တယ်ဆိုတဲ့လူတယောက်ရဲ့အကြောင်းကိုကျွန်တော်တို့ဒီဆောင်မလေးမှာနားဆင်ရမှာပဲဖြစ်ပါတယ်။အဲဒါကြောင့်မလို့ ဒီလိုမျိုးဆောင်းမကောင်းလေးတွေပါတဲ့ဇာဘမော်သိမ့်ပြီးရေးသားထားတဲ့မြဝလိုတော့အတွေးများသောဝင်းဆောင်းကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature feed channel လေးမှာတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။နားဆင်သူများအားလုံးဒီရန်ခတ်သိမ့်ကင်းငင်ကြပါစေဒေါသခတ်သိမ့်ကင်းငင်ကြပါစေစိတ်ရခတ်သိမ့်ကင်းငင်ကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနားဆင်သူများအားလုံးဘေးရန်ကြောက်ကြဆင်းရဲခဲ၍ကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒများလေးတစ်လုံးတစ်ဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature fee channel လေးမှာနှာစင်ပေးခဲ့ကြသူတူးတူးတယောက်ချစ်စီကိုစွတ်တောင်းမြတ်တာကိုတာပေးလိုက်ပါရခင်ဗျာ